ကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ် ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားရမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျွားဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရအောင် ခဏလို့ဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဖရာကိုပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရောက်တော့ကုသိုလ်ကောင်းမှုတွေမပြတ်လောက်ပေးရမယ်ဖရာပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဖရာကိုအာယုံပြုဖရာကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုစိတ်ထဲမှာဖြစ်ပေါင်းစူးစမ်းအဲ့ဒါလို့စူးစမ်းခြင်းအပြည့်လည်းပဲ မကောင်းတဲ့ကံတွေဟာပယ်ဖြတ်သွားနိုင်တယ်။ဒါကြောင့်မို့ရှင်းတော့ကစံစာတစားရေးပြီဆိုလို့ရှင်စံတစ်ချမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မို့တော့ခဲနေ။အမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ။အစကနေအဆုံးထိစာတပ်အုပ်ရေးရတယ်ဆိုတာအမြဲတမ်းခဲနေ။တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူး။အဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်။ အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြမ်းမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနောက်ရှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်ရှက်ဟော အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့ဆွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီ ကံစိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရသလဲလို့ဆိုဖရာကိုအာယုံပြုတ်ပြီးတော့ဘုရားနုဒတိကိုမြန်မြန်ပွားမယ်ဘုရားနုဒတိကိုပွားတယ်တော့ဖရာရှိခိုးတာပမ္မံဩဃာတဩဃာတနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုံတော်တွေကိုအာယုံပြုတ်ပြီးတော့ကမ္မထမ်းထိုင်တယ်လို့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလောက်လောက်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ကမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားတယ်ခင်မင်းယဉ်ဤမှုတွေရလာတယ် မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အနေမရောက်အောင်သူတို့ဟိုကြည့်ရှုပြီလူမပြောနဲ့လေဒီဒီတမ်းမမပြောနဲ့အိမ်သားနေချင်းနဲ့တက်အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတက်ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေလဲဟုတ်ကဲ့အိမ်သားနေချင်းနဲ့တက်မှအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်တတ်တို့ကိုဆောင်တတ်တို့တွားပြီးရံမဖြစ်လေနဲ့ ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘူးဒီနည်းပါရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်ကိုမျက်စောင်းထုတ်ကြည့်တာအနည်းဆုံးခံရမှာကြောက်လို့ဒါပြန်မလုပ်တာရှိတယ်နော်အဲဒီကောင်းကြီးကလည်းသိတယ်သူတို့ကဒီတရိษံတွေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်စောင်းဆုံးကြည့်တယ်သူတို့အမြဲတမ်းအမှန်ပါလို့လဲဆိုပြီးတော့ ေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘသူနဲ့မှ